ေါသကိုကြတော့ဘုရားလုံးကဘယ်လိုပြောတော့အသေးစိတ်ကလေးပြောတာစိတ်ဝင်စားတဲ့ရှိဒုဋ္ဌတပြုတာဝါစာပရမသောအနန္တရာတတောပန္ဒီတတောဒန္တောတတ္တတပရမတတိဒေါသောကောဓသမုဋ္ဌံတော်တတ္တမဒေါသနာရောစီတက္ကတာကွဲနဲ့တောင်ပြောတယ်ဒေါသဆိုတာတဲ့ကောဓသမုဋ္ဌံတော်အမျက်ကြောင့်ဖြစ်တာဟောဒေါသဆိုတာဘာကြောင့်ဖြစ်တာလဲတော့အမျက်ကြောင့်ဖြစ်တာအဲ့လိုဆိုရင်ပိတ္တတို့ကနည်းနည်းလောက်ဥစဉ်ကမှတ်သားနိုင်စွမ်းလေးကိုစမ်းကြည့်အောင်မယ် ဒေါသကအမျက်ကြောင့်ဖြစ်တယ်ဆိုရင်အမျက်ကတော့ဘာကြောင့်ဖြစ်တာတော့အဲခုနမှအဖြေမှန်ထွက်လာနော်ပြောလိုက်တာ9မိနစ်တောင်မရှိသေးဘူးတောက်ချောင်းမိတ်ပြက်တာအမျက်ကဘာကြောင့်ဖြစ်တာတော့သီးမခံလို့ဖြစ်တာနော်သီးမခံရင်အမျက်ဖြစ်မယ်အမျက်ဖြစ်ရင်ဒေါသဖြစ်မယ်သူ့အကြောင်းသူ့အကျိုးသွားနေတာဒေါသဖြစ်ပြီဆိုရင်ဘာတွေဆက်ဖြစ်မလို့ဒုထသဗုဒ္ဓဝါစာကြမ်းထမ်းတဲ့ဇာတ်တွေထွက်လာလေတဲ့ဇာတ်ကတာယာနာပြောပဲမရှိတော့ဘူး ကြာရခက်တဲ့စကားတွေထွက်လာတယ်နော်ဒေါသဖြစ်လာတာတဲ့။တာယာနာပြောဝဲမရှိတော့ဘူး။နုံနုံညံ့ညံ့မရှိတော့ကြမ်းတမ်းတယ်။အဲ့ဒီအချိန်မှာဒေါသကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်ရင်ဘာဖြစ်မလို့။ပရမသောအနန္တရာစွဲညှင်လာတယ်စွဲကင်လာတယ်။ကြမ်းတကားစရံတွေထွက်ပြီးလို့ရှိရင်ဒေါသမပြေသေးဘူးရှင်ဘာလို့လဲ။စွဲကင်လာတယ်။ဟုတ်တယ်တကားလေးတက်ရှိအရာကိုစိတ်တူပြီးဆိုရင်အဲ့ဒီလူရဲ့ဆပင်တို့အိမ်ကြီးတို့လက်တို့လှမ်းဆွဲတာမရှိဘူးလား။ တခုခုနဲ့ရိုက်တော့မှနှက်တော့မှလေသူအရင်စဆွဲတာဘုရားလုံးပြောတာအရင်တိကျကိုစိတ်တို့ကတက်ရှိမဟုတ်တက်မဲ့ဆိုလို့ရှိရင်ကဘာတော့အဲ့ဒီတက်မဲ့အဟာကိုဆွဲကင်ပြီးတော့ချွတ်လွန့်ပြစ်တာတွေပေါက်ပေါက်ချွတ်ပြစ်တာတွေမရှိဘူးလားအံ့ဩစရာကြီးတခါလေးဖုံးပြောရင်းနဲ့ဖုံးကတချို့ဆိုလို့ရှိရင်ဒေါသရမ်းကြီးရယ်လေဖုံးပြောရင်းနဲ့ဖုံးကပြောလို့ရလမ်းအမေစိတ်တူပြီးတော့တခါအဲ့ဖုံးကိုဘာလို့ပြစ်တာပေါက်ချွတ်ပြစ်တာရှိဟုတ်ခံစားချက်ကိုဒီဖုံးကလည်းတိတာမဟုတ်တက်မဲ့ဖုံးနဲ့တောင်တူပြီးတော့ရမ်းဖြစ်စီ အယူလုတာเนาะဒေါသကလူကိုအယူလုတာဟုတ်လားအဲ့ဒါအယူဖြစ်တဲ့တယ်ဒီချာစဉ်းစားကြည့်အဲ့ဒါဘုရားလောင်းတိတိကျကျပြောတယ်စကားချင်းတွေထွက်လာမယ်မထိန်နိုင်ဘူးဆိုရင်ဆွဲကင်လာလိမ့်မယ်အဲ့ဒီချိန်မှာထိန်ရင်ထိန်မထိန်နိုင်ရင်ဘာဖြစ်မတုံးလဲတတော်ပါနေတယ်လက်နဲ့ရိုက်မယ်ပုတ်မယ်ထိုးမယ်ဟောတဆင့်တက်လာတယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုရင်တတော်ဒန်တော်တယ်အိုစီဒီရှောက်ကြည့်ပြီးတော့ဒုတ်ရှာဒုတ်နဲ့ဘာလုံးရိုက်မယ်နှက်မယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုလို့ရှိရင် ်တတ္တတ္တပရမတတိတဲ့တေစီတတ်တဲ့ဓာတ်စာရှိတဲ့လက်နဲ့ကိုကင်ပြီးတော့တတ်တယ်။အဲ့ဒီကြတော့မှတတ္တရဲ့ဟိုဘက်ကြတော့ဘာမှလုံးစရာလည်းမရှိတော့ဘူးလေ။အဲ့ဒီထိရောက်သွားရင်တော့ခံရတဲ့လူကလိုရတဲ့လူကဘာတွေဖြစ်ကုန်ပြီတော့ကြီးမားတဲ့ဆောင်းရှုံးမှုပျက်စီးမှုတွေဖြစ်ကုန်ပြီ။စေုံစေကရောက်တဲ့လူရောက်မယ်။အခမ်းမသိရင်တင်းကျန်းကောင်ရောက်ချင်လည်းရောက်သွားမယ်။လုတဲ့လူကတော့ဘယ်ရောက်မှာတောင်းတဲ့ချုပ်တဲ့သွားမှာ။ဟုတ်လား။အလွန်တရာမှအကျိုးမဲ့တွေကိုဖြစ်စေတယ်ဆိုတာမထင်ရှားဘူးလား။ထင်ရှားတယ်။ ဒါကြောင့်မြတ်စွာဘုရားကဖြစ်ပေါ်လာတဲ့ဒေါသကိုထိမ့်နိုင်သိမ့်နိုင်ဖို့အလွန်ရေးကြီးတယ်ပုထုရှင်ဆိုတော့ဒေါသမထွက်ဘူးလို့မရှိဘူးအစင်မပြေတမ်းနဲ့တွင်ဒေါသကထွက်မှာပဲအရေးကြီးတာကထိမ့်လိုက်နိုင်ဖို့ပဲအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာတခုရှိတယ်ယောဝေဥပတိတံကောဒံရထံဗန္ဒံဝဝါရယေတမဟံတာတတိပြုမိရတမိကဟောဣတရောဇနောရှင်တော်ကမြင်ရသားတယ် နော်အခုကိလို့ကားတွေဘာတွေထွန်းကားတာမဟုတ်တော့မြင်ရထားပါနော်အဲ့ဒီမြင်ရထားကိုမောင်းတဲ့လူကဒီမြင်းကိုထိန်းနိုင်မှာနော်ကြောက်သေးမကြအောင်တခုနဲ့ဝင်းမတိုင်အောင် तू ကောင်းကောင်းမောင်းပြီဆိုရင် तू ထိန်းနိုင်ရမယ်လေဟုတ်လားမထိန်းနိုင်ဘူးဆိုရင်ဘာလို့မတို့ဒုက္ခရောက်မှာအဲ့လိုပဲတဲ့ဖြစ်ပေါ်လာတဲ့ရုပ်တရက်ဖြစ်လာတဲ့ဒေါသကိုယထားကိုထိန်းတဲ့လူမျိုးကိုကထိန်းနိုင်ရမယ်လမ်းကြောင်းတဲ့တဲ့လေးကိုသွားနိုင်ရမယ်ဝင်းမတိုက်စေရအောင် ဖြစ်နေတဲ့ဒေါသကိုလည်းမလို့ထိနေရမယ်အဲ့ဒါဆိုလို့ချင်းအဲ့ဒီလူကိုငါယထာဒိန်လို့ဆိုတယ်တဲ့သူကယထာဒိန်ပဲတဲ့တာမန်ယထာတက်မောင်းတဲ့လူတွေကတော့ဒေါသကိုမထိနိုင်မနဲ့တာမန်ယထာတက်မောင်းတဲ့လူတို့တော့ယထာဒိန်လို့မခေါ်ဘူးသူကကျိုးကိုင်းတဲ့မြတ်စွာဘုရားဘလောက်စကားတတ်တော်မူသလဲဆိုတာစဉ်းစားနော်ဖြစ်လာတဲ့ဒေါသကိုထိနိုင်တဲ့လူကမှယထာဒိန်တဲ့ဟုတ်လားပဂရိယထာမောင်းတဲ့လူတွေကယထာဒိန်မဟုတ်ဘူးအဲ့ဒါကကျိုးကိုင်းတဲ့ကျိုးပဲကိုင်းလိုက်တယ် တကုတ်တက္ကမတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဟာဘဝဆိုတဲ့ပြေးလန်းပုံမှာပြေးနေတာဟုတ်လားအဲ့တော့ဒေါသထွက်လာပြီဆိုရင်ဦးဇင်းတို့မလုံနိုင်ဘူးလို့တော့ထိနိုင်ဘူးလို့လည်းမထိနိုင်ဘူးဆိုရင်ပြေးလန်းမှာဖြစ်တော့ချောကြသွားမယ်ဘဝပြတ်နိုင်တယ်နော်အချုပ်တဲ့ထောင်ထဲမှာပေါ့အပြစ်နေတဲ့လူတွေဟာဥဒေရခိုင်တော့ကဒီဒေါသရဲ့အလိုကိုလိုက်လိုက်လို့ပဲလေဟုတ်လားဒါကြောင့်ဘုရားလုံးပြောတဲ့ဒေါသရဲ့အပြစ်ကိုတရားစင်တာဟုတ်လား အမြဲကြောင်ဖြစ်တဲ့ဖြစ်လာပြီဆိုရင်စကားချင်းတွေကိုအရင်ဖြစ်ပေါ်စီတဲ့တားမရဘူးဆိုရင်ဆွဲကင်လာတဲ့ထုံမတဆင်လက်ထုံမတဆင်ဒုတ်ထုံမတဆင်ဒါလက်နဲ့ဟုတ်လားအဲ့လိုမျိုးအကျိုးမဲ့များစွာကိုဖန်တီးစီရင်ဖြစ်စီနိုင်တဲ့အတွက်ကြောင့်ဒီဒေါသကိုတတ္တမဒေါသနာတော့စီအဲ့ဒါငါမကြိုက်ဘူး